အားလုံးပဲမင်္ဂလာပါဆိုကာကိုစပိုင်အောက်ကပိစ်ကနေကြိုဆိုလိုက်ရပါတယ်ဆိုတော့ဒါအခုကမြန်မာစံတော်ချိန်မနက်3:00နာရီခွဲကျော်လောက်တော့ရှိပြီပေါ့အင်တာမီလန်နဲ့ဖလူမီနီစတိုရဲ့ဒါဖီဘာကလပ်ဝေါ့ကပ်ရောနော့16တင်းစစ်ရှုံထွက်ပွဲစဉ်ပြီးသွားတဲ့အချိန်မှာအင်တာမီလန်အသင်းက2-0နဲ့ရှုံပြီးတော့ဒီထွက်သွားခဲ့ရတယ်ပေါ့ပြောစင်တာကအင်တာမီလန်လိုပြီးခဲ့တဲ့ရာသီတုန်းကချန်ပီယံလိဖိုင်နယ်အထိရောက်ခဲ့တဲ့အသင်းက လိုမီနစ်လိုအတင်းကို9000တမပြဘဲနဲ့9000တမသွင်းနိုင်ဘဲနဲ့အဖက်ဖက်ကမရှင်နိုင်ဘဲနဲ့ရှုံးသွားရဆိုတော့အချက်ကအစားတော့အိတ်မလို့ပဲဒါပေမဲ့ဘလို့မှဟိုလိုအသေးရလာနဲ့အင်နာမီလည်းအကြောင်းပြောချင်းလာနဲ့မအိတ်ဖြစ်ပဲနဲ့ဒါဗီဒီယိုရလိုက်တာပေါ့ဆိုတော့ဆိုတော့ပွဲအကြောင်းပဲပြောလိုက်ရအောင်ပထမဆုံးအနေနဲ့အင်တာမီလန်ကလက်ရှိတာဖီဘာကလပ်ဝေါ်ကပ်ကို group E ကနေဒါတပွဲမှမရှုံးဘဲနဲ့ဒါအုပ်စုပုံနဲ့ အုပ်စုပထမနေရာနဲ့တက်လာတယ်။တစ်ဖက်က Fluminis ကအုပ်စု F မှာဒီ Dortmund လို့ Mamelodi Sundowns လို့အသင်းတွေနဲ့ဒီကစားပြီးတော့မှအုပ်စုဒုတိယနေရာနဲ့ဒီတက်လာတဲ့အသင်းပြောချင်တာကအုပ်စုပထမနဲ့တက်လာတဲ့အုပ်စုဒုတိယနဲ့တက်လာတဲ့အသင်းပြီးကြတော့ဥရောပအသင်းနဲ့တစ်ဖက်ကတောင်အမေရိကအသင်းပြောချင်တာတောင်အမေရိကအသင်းတနည်းအားဖြင့် Brazil အသင်းတွေကအာဒီပြိုင်ပွဲမှာတော်တော်လေးခြေစွမ်းနေတယ်ဆိုပေမဲ့ Inter Milan တို့အသင်းမျိုး အတွက်ကတော့ဒီလိုမျိုးဟိုအချက်တကွဲရှုံးပြီးတော့ထွက်သွားရတယ်ဆိုတာတော်တော်လေးပြောချင်စရာများတယ်ဆိုတော့ပထမဆုံးအနေနဲ့ကျွန်တော်တို့နှစ်သင်းအကြောင်းပေါ့ပထမဆုံးအင်တာမီလန်ကဒါဒီပြိုင်ပွဲမှာစုပေါင်းအုပ်စုသုံးပွဲကစားတယ်ပြီးတော့ဒီပြိုင်ပွဲဒီနေ့ပွဲစဉ်အပေါင်ဝင်ပြောချင်တာကဒီနေ့ပွဲစဉ်အပေါင်ဝင်မှာသူတို့ရဲ့တပွဲပြန်မြဒီ5ပေါက်တဲ့ကံချက်တွေကအများဆုံး၄ချိန်ဒီပဲရှိတယ် တတော်လေးကိုနည်းတယ်လို့ပြောလို့ရတယ်ဒီနေ့ပွဲစမှာလဲ16ကြိမ်လောက်ကန်တယ်ကိုပေါက်တဲ့ကန်ကျ4ကြိမ်ပဲရှိတယ်တကူမမရခဲ့ဘူးကိုတိုင်ထိခဲ့တဲ့အချင်းတွေတော့ရှိရပါဘို့ဆိုတော့တစ်ဖက်က Fluminis ကတော့သူရဲ့ဒါဒီအိုဆု၃ပွဲကစားပြီးတဲ့အချိန်ဒီ Inter Milan နဲ့ Ronaldo 16ကစားပြီးတဲ့ပွဲအပါအဝင်၄ပွဲပြီးတဲ့အချိန်မှာကိုပေါက်ကန်သွင်းမှုကိုပေါက်တဲ့ကန်ကျခံမှုက၉ကြိမ်ပဲရှိရစုစုပေါင်းအဲ၉ကြိမ်ထဲမှာပေးကူက၂ကူပဲရှိတယ်ဆိုတော့အိုဆုမှာဒေါ်မွန် စီစီတေးကြတယ်မာမီလိုဒီဆန်တော့နဲ့စီစီတေးကြတယ်ဒါတောင်ကိုရီးယားကလပ်အိုဆက်အသင်းကိုဖူတူနဲ့နိုင်နဲ့ပွဲမှာဒါနှစ်ကိုပြေးလဲရတာကလွင်ချန်နယ်ပွဲစဉ်တော့ဖလူမီနီစ်ခန်စစ်ကတော်တော်လေးအမှားယွင်းကင်းနေတနည်းအားဖြင့်ဒါဝိုင်းရင်ခန်စစ်ကစားမတရားကိုဆေးပေါက်ဥဆောင်နေတဲ့ခန်စစ်ကတော်တော်လေးအာချစ်လက်တယ်လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်ပွဲချောင်းသွားလဲအောင် ဘွဲကအင်တာမီလန်ကကျွန်တော်တို့ဒါအုပ်စုနောက်ဆုံးပွဲစဉ်မှာကစားတဲ့ River Plate နဲ့ပွဲစဉ်ကလိုမျိုးမဟုတ်ဘူးပြောချင်တာရလတ်ကိုပြောတာခြေစွန်းကတော့အဲ့ဒီပွဲစဉ်ကတည်းကအင်တာမီလန်သင်းကနိုင်ဖို့တော့ရုံးကန်ရတယ် River Plate ကပြောမှဆိုရင် Fluminense တက်ပို့ပြီးတော့အာလူစင်းရပို့ပြီးတော့ကောင်းတဲ့အသင်းလို့ပြောလို့ရတယ်ဒါပေမဲ့အင်တာမီလန်ကဒူးစီးနဲ့ River Plate ကိုနိုင်ရပြီးတော့မှလက်ရှိ Fluminense နဲ့ကြားမှာ6တောင်မသွင်းနိုင်ပဲနဲ့တော်တော်လေးအချက်တကွဲဖြစ်ခဲ့တယ်ပွဲစ3မိနစ်မှာရင်ခန်စီရဲ့ ဒီ timing guide မှုလွဲချော်တာနဲ့တစ်ဆင့်ပြိုင်ဘက်ကိုကိုးစားပေးလိုက်ရတဲ့ပွဲစား3မိနစ်ပဲရှိသေးတဲ့အချိန်မှာကိုးစိုးစိုးစီးစီးပေးလိုက်ရတော့အင်တာမီလန်ကတော်တော်လေးပြရာခတ်သွားတယ်ဒါပေမဲ့ကျွန်တော်တို့မြင်ကျင်တဲ့အင်တာမီလန်ရဲ့တိုက်စစ်အချိန်ဟုန်နဲ့တော့လုံးဝမရှိဘူးပထမပိုင်းမှာကိုးပေါက်ကန်ချက်9ချိန်လောက်ပဲရှိပြီးတော့တော်တော်လေးအဲကြည့်ရတာပြောချင်တာအင်တာမီလန်လိုအသင်းအသင်းကစားနေတာမဟုတ်ရဲ့လားလို့အောင်မေရလာအောင်တော်တော်လေးဆော့ဆော့ပြက်ပြက်ကိုနိုင်တော့နေကျွန်တော်ဒုတိယပိုင်းပွဲစားချိန်တွေမှာ ဂူပေါကန်သမှုတချို့လောက်တယ်ဂူကန်ခေတာတွေတော့ရှိရဦးမှာမာတီနက်စ်ရဲ့ကန်ချက်ကိုသမားကာဝယ်ရာမျိုးတွေကိုရန်ထီရာမျိုးတွေဒီမှာကိုယ်ကန်ချက်ဂူပါနဲ့ထိခဲ့ရာမျိုးတွေတော့ပြောစရာတော့ရှိတယ်ဒါပေမဲ့အင်တာမီလန်လို့ level နဲ့ဂူလုံးဝမသွင်းနိုင်ခဲ့ဘူးဆိုတော့တော်လေးကျွန်တော်လက်ခံမှုခဲနေတယ်လို့ပြောလို့ရတယ်ဆိုတော့ဘာကြောင့်လဲလို့ကျွန်တော်တို့သွားပြီးတော့ကြည့်လိုက်တဲ့အခါမှာအင်တာမီလန်အသင်းအတွက်နံပါတ်1ဒန်ယာပြဿနာတွေများနေတယ်သူတို့အရန်ဆင်းမှာကစားသမားပြည့်အောင်တော့ခေါ်ခွင့်မရဘူးအာလူငယ်ကစားသမားတွေ ကိုသမား၃ယောက်လောက်ထိခေါ်လာပြီးတော့တကယ်လူစားဝင်မဲ့ကစားသမားတွေနေရာကြီးလိုက်မယ်ဆိုရင်အစ်စ်ခေါ်ထားတဲ့ပီတာဆူဆစ်တို့ဟင်နရီတို့လိုကစားသမားတွေပဲရှိတယ်ပြီးကြတော့ခန်းစစ်ကအော်ဂတ်စတိုလိုကစားသမားတွေပဲရှိတယ်လူငယ်တိုက်စစ်ကစားသမား expo zero လိုကစားသမားတွေပဲရှိတယ်ပြောချင်တာကလူစင်အရန်နေတဲ့တန်တနာတွေများနေတဲ့အချိန်မှာအင်တာမီလန်တင်းရဲ့ရလက်ကဒီလိုမျိုးတည်တတာလို့ဆိုရတော့တယ်ပေါ့ပွဲချိန်တွင်းမှာလည်းဘလို့မှအားရစရာမကောင်းဘူးကိုပေါကန်သွင်းမှုတွေရှိတဲ့ အသင်းဆိုပေမဲ့ပြောချင်တာကအဲ့ကံချက်တွေကလုံးဝမထီရောက်ခဲ့ဘူးဘလို့မှအင်တာမီလာသင်းကစားတာကြည်ရအားစရာမကောင်းဘူးတိုက်စစ်ကိုသွားတဲ့အချိန်မှာပြိုင်မဲ့ final တက်ကိုရောက်ပြီဆိုရင်ဘလို့မှဘောလုံးပေးပို့မှုတွေကောင်းကောင်းလုပ်လို့မရဘဲနဲ့တစ်ဖက်ခံစစ်ကအများနဲ့ဖြတ်တယ်ခက်ကြမ်းကြမ်းဝင်နေဖောင်းနေယူပြီးတော့အဲ့ပြိုင်ဘက်ရဲ့ခက်မှမှကစားတဲ့ဟန်ကိုအင်တာမီလာမကြော်နိုင်ခဲ့ဘူးပြီးတော့တပွဲလုံးယုံနေတဲ့ဘာရယ်လာတို့မာတီနက်စ်တို့သူတို့ရဲ့အာယုံအောက်မှာမထောက် ဟိုတခြားကစားသမားတွေကတချို့ကစားသမားတွေကတော်တော်လေးကစားအားချွေပြီးတော့မှဟိုဘယ်လိုပြောမလဲရှုံးထွက်ပွဲစဉ်နဲ့မညီမျှတဲ့အားထုတ်မှုလိုတော့ဆွဆွဲစရာရှိဥပမာမီကီတာရန်လို့ကစားသမားတွေဘလို့မှအဆင်မပြေဘူးဘတ်စတိုနီဆိုရင်အဝါကထိပြီးတဲ့အချိန်မှာတပွဲလုံးပျောက်နေတယ်ဒါမီယန်တို့လိုကစားသမားတွေလည်းအာပွဲကျင်ပြီးတော့ကစားသွားပါရဲ့ဒါပေမဲ့သူ့ဆီကနေဘာမှမမောလောက်စရာမရှိဘူးပြောချင်တာအင်တာမီလန်အသင်းအတွက် ထူးလည်ခြေစွမ်းပြခဲ့တယ်လို့ဆိုနိုင်တဲ့ကစားသမားတိုက်စမိုမာတီနက်ရှိမယ်ကုလကစားသမားပါရယ်လာရှိမယ်ဒီကစားသမား၂ယောက်ပဲရှိမယ်ကျန်တဲ့ကစားသမားကလုံးဝအဲ့လို rating စစ်လောက်ပဲပေးလို့ရတဲ့အခြေအနေဆိုတော့ Inter Milan ရှုံးသွားတာတော့မထူးဆန်းဘူးဆိုတော့ဘာဖြစ်လဲဆိုတော့ Inter Milan ကပြီးခဲ့တဲ့ရာသီတုန်းကလည်းသူတို့ဟို Champion စုအတွက်ရှင်ပြိုင်နေတဲ့ပွဲစဉ်ဥပမာ Champion League မှာဒုတိယနေရာနဲ့ပဲကျင်းနေခဲ့ရတဲ့ Coppa Italia မှာ AC Milan ကိုရှုံးပြီးတော့အာ final တက်ရောက်ခွင့်နဲ့လွဲချော်ခဲ့တယ်ပြီးကြရင် စီရီအမှာနောက်ဆုံးသောပွဲစဉ်ထိတိုင်အောင်ကစားခဲ့ပေမဲ့ဒါနာပိုလီကိုစီရီစကူတတိုချန်ပီယံအဖြစ်ခွင့်ပြုလိုက်ရတဲ့အခု FIFA Club World Cup မှာလည်းကျွန်တော်တို့ပြောမယ်ဆိုရင် Inter Milan လို level နဲ့အနည်းဆုံးတော့ကျွန်တော်တို့ quarter semi လောက်ကပြီးကြည့်စရာတော့မလိုတဲ့အခြေအနေမှာ Fluminense ကိုရှော့ဝါတဲ့အတွက်တော်တော်လေးပြောစရာများတယ်ကစားသမားခုံမှုတွေထိုက်တင်တယောက်ပြုတ်လုပ်ထားတယ်ဆိုပေမဲ့ကျွန်တော်တို့ဟိုညှော်လင်းနေတဲ့ကစားသမားတွေ ရောက်မလာဘူးအခုနောက်ဆုံးကြားရတဲ့သတင်းအရာတော့ဒါနီပြခြေဘူးကသူ့ရဲ့ဒီဘယ်လိုပြောရမလဲတပည့်ဘူနီကိုပြန်ပြီးခေါ်ထားတွေ့ရတယ်ပါမာတိုက်စီမှုဘူနီကိုအင်တာကိုခေါ်ထားတယ်ဆိုတော့နီပြအပြောင်းလဲဖြစ်သွားတဲ့ကာလမှာလေအင်တာမီလန်ကဒီလိုမျိုးဖြစ်ခဲ့တယ်လို့ကျွန်တော်ကတော့ထင်တယ်တနည်းအားဖြင့်အင်ဇာကီမရှိတော့တဲ့နောက်ပိုင်းမှာဆိုတော့ကစားကွက်ကတော့3-5နှစ်နဲ့ပဲသွားတယ်ဆိုပေမဲ့အင်တာမီလန်တင်းရဲ့ ဖွဲ့စည်းတိဆောက်ပုံတွေကနေပြသက်ချီဘူးလက်ထက်မှာတော်တော်လေးအချိန်ယူရအောင်မယ်လို့ကျွန်တော်ကတော့ထင်တယ်။ဒါမှန်အတင်းတင်းအလဲလက်အတင်းတင်းကစားနေတဲ့ပုံစံမျိုးနဲ့အင်တာမီလန်ကတော်တော်လေးပေါ်ဒီပေါ်စာကစားပြီးတော့အဲ့တို့အတွက်လက်ရှိ FIFA Club ဘောကတ်မာလေးဒီစင်းနဲ့ပဲကျင်းနေခဲ့ရတာဖြစ်ပါတယ်။တစ်ဖက်က Fluminense အတွက်ကတော့တော်တော်လေး Inter Milan လို့အသင်းကိုနိုင်ရခဲ့တာပြီးကြတော့ Quarter Final အဆင့်ကိုတက်ရောက်နိုင်ခဲ့တာအရန်ကိုအားရစရာကောင်းတဲ့ Brazil အသင်းတွေရဲ့မှာပထမဆုံးဒါဒီပြိုင်ပွဲအတွက်အာ Palmeiras ပြီးရင်ပေါ့ ထပ်ပြီးတော့နောက်ထပ်ဒါ quarter final ရောက်လာတဲ့အသင်းတွေဖြစ်ရှိလာတယ်။အသင်းတော့ type 6က RES ကအရန်ကိုကောင်းတဲ့ခြေစွမ်းမျိုးပြနိုင်တယ်။ပြီးတော့ဒါခန်စစ်ကတရားကို save တော့လို့ကိုသမားကလည်းတော်တော်လေးကောင်းပါတယ်။ပြောချင်တာက Fluminis ကတော့တော်တော်လေးဟိုစူးစူးစီးစီးချစ်ချစ်လေးလေးကစားပြသွားတဲ့အချိန်မှာအင်တာမီလန်ကအဲ့လိုမဟုတ်ဘဲနဲ့ဖီယိုဖီယဲနဲ့ဆော့ချင်တယ်လို့ဆော့ပြီးတော့ဟိုရှုံးသွားတယ်ပေါ့ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ပါအင်တာမီလန်ကတော့လက်ရှိချိန်မှာသူတို့အတွက် ဒီနီးပြားတစ်နဲ့ကစားသမားတစ်တွေနဲ့လာမယ့် Serie A မှာအရင်နှစ်ကလိုမျိုးခြေစွမ်းအောင်ရပါမလားကျွန်တော်တို့ဒီခြေတိုင်းဆိုရင်တော့ Inter Milan အများကြီးတော့မမျောလင့်ချင်ဘူးဆိုတော့ဒီလောက်ပါပဲဖွဲပြီးတခါတည်းအိတ်မယ်လို့တွေးထားပေမဲ့ဟိုစိတ်ထဲမှာတနုံနှုံဖြစ်နေလို့ Inter Milan အသင်းရဲ့အကြောင်းကိုဒါတင်ဆက်ခြင်းဖြစ်ပါတယ်ခင်ဗျာ